ထက်ကြီးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တင်ဆက်သူကိုစုံမင်းဆိုပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇက်လန်လီကတော့ဖြစ်အမှန်ဇက်လန်လီတပုတ်ကိုအခြေခံပြီးတော့ရိုက်ကူးတင်ဆက်ထားတဲ့ဂမ်ဘီယာဆန်တဲ့ဇက်လန်လီတပုတ်သာဖြစ်ပါတယ်ဗျာတခါတော့ကဲရပီနယ်ဘက်ကကျွာလေးတရွာမှာတော့ဒေါ်ဆန်ဒါလို့ခေါ်တဲ့အသက်30ခန်းအဖျိုးကြီးတစ်ယောက်ရှိခဲ့ပူပါတယ်ဒေါ်ဆန်ဒါရဲ့အိမ်လေးဟာကျွာတောင်ပိုင်းမှာရှိနေပြီးတော့အိမ်လေးကလည်းတခြားအိမ်လေးနဲ့အနည်းငယ်ဝေးနေကြတာပေါ့ သူမရဲ့ရုပ်ရည်ဟာအရန်ကြီးမချောမောနေခဲ့ပေမဲ့လေရွက်ချမ်းရီကြိုးထဲမှာရှိနေပြီးတော့ခန္ဓာကိုယ်အချိုးစားဟာဆိုရင်လေတောင်းတောင်းတင်းတင်းနဲ့ကာလာသားတိုင်းမှန်မောတဲ့ခန္ဓာကိုယ်မျိုးကိုပိုင်ဆိုင်ထားတဲ့သူတယောက်သာဖြစ်တာပေါ့တခုတော့ညတညမှာတော့မိုးရီဟာတဲကြီးမဲကြီးနဲ့ရွာချလာခဲ့ပါတော့တယ်လျက်စီရွေလက်ပြီးမိုးချင်းလိုက်တဲ့အခါတိုင်းမှာလေအပြိုကြီးတော်ဆန္ဒတယောက်တေလူမတဲ့ကြောက်လန့်နေခဲ့ရတယ်ဗျာ ဒေါ်စန္ဒာရဲ့အိမ်လေးဟာအမိုးများကလည်းမလုံတော့အကြောင်းမိုးဘော်မိုးဆက်တီဟာခေါင်မိုးဘော်ကိုကြာနေပြီးတော့သူမရဲ့အိမ်လေးကိုတစက်ချင်းတစက်ချင်းနဲ့စီးချလာခဲ့ပါတော့တယ်။ဒေါ်စန္ဒာလည်းစီးချလာတဲ့မိုးဘော်တီဟာကျမ်းပြန်တစ်ခုလုံးစိုးသွားမှာကိုစိုးရိမ်လာကြောင်းပဲဒီပလာတစ်ခုကိုယူပြီးတော့ခံထားလိုက်တယ်ဗျာ။အမလီဖျားဖျားလမ်းလိုက်တာမိုးပဲရွာပါရှင်လျှက်စီးရောမလက်ပါနဲ့တော့ကျမတယောက်တည်းကြောက်လို့ပါ အဲလိုပြောပြီးတော့ဒေါ်စန္ဒာဟာပါဇက်ကနေပြီးတော့ဖျားစာရီကိုရေရွတ်နေခဲ့ပါတော့တယ်။နောက်ပြီးသူမဟာပြတင်းမောက်ကနေအပြင်းမဲ့ပန်ဝန်းကျင်ကိုလှမ်းကြည့်လိုက်ပြီးမိုးရိပ်မိုးသားတွေရဲ့အခြေအနေကိုကြည့်ရှုလိုက်တယ်ဗျ။ဒေါ်စန္ဒာတယောက်အဲလိုကြည့်ရှုနေစမှာပဲသူမရဲ့နောက်ကနေချောင်းရတဲ့အတန်းတစ်ခုကိုကြားလိုက်ရပါတော့တယ်။ဒေါ်တန်ကိုကြားလိုက်ရတဲ့အခါမှာတော့မန်စန္ဒာလေးသူမရဲ့နောက်ကိုလှည့်ကြည့်လိုက်တယ်ဗျ။အဲဒီခါမှာတော့သူမရဲ့အိမ်ဘုတ်ကိုဦးမောင်ဆွေးဆိုတဲ့သူတယောက်တက်လာတာကိုမြင်လိုက်ရတာပေါ့။ ။ဦးမောင်စိရှင်ရှင်ဘလို့ရောက်လာလဲ။အော်ဒီတိုင်းပဲမိုးဝင်ခိုးတာပါမတ်ဆန်တာကလေ။ဒါဖြစ်လေရှင်ပြန်တော့လေမိုးလည်းဆဲနေပြီ။အော်မတ်ဆန်တာကလေဒီအတိုင်းတော့ဘလို့ပြန်ရမှာလေ။အမေမလိုက်တဲ့ကြားဆိုတာရှိမှမရှိဘူး။စာရကံပါတော့လေမိုးစိပြားဆွဲဆိုတာဒါမျိုးပြောတာဖြစ်မယ်။ဟေး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 ။ရှင်ရှင်မရောက်ပါနဲ့နော်။ အဲဒီနောက်မှာတော့အယသမားကုံမောင်ဆွေဟာအပြိုကြီးမတ်ဆန္ဒကို အတင်းအဓမ္မစော်ကားလိုက်ပါတော့တယ်။ဘဝင်းချင်းကိုအော်ခေါ်ပြီးအကူအညီတောင်းခဲ့ပေမဲ့လေငိုကြတန်တွေနဲ့အတူဖားရီရဲ့တကြောကြောအော်နေရဲ့အတန်တွေဟာပတ်ဝန်းကျင်ကိုဖုံးလွှမ်းနေရကြောင်းဘယ်သူမှမကြားခဲ့ကြဘူးဗျ။မနေ့မိုးလင်းကနေတဲ့အခါမှာတော့ကုံမြင့်ဆွေဟာလေသူ့ရဲ့ဆန္ဒပြင်းမြောက်သွားပြီဖြစ်တာကြောင့်မတ်ဆန္ဒရဲ့အင်ကနေပြန်သွားခဲ့ပါတော့တယ်။ ီလိုနဲ့ပဲအဖြိုကြီးမတ်ဆန္ဒတရားတို့မရဲ့အပြိုစင်ဘဝလေးကိုမိုးရေတဲကြီးမဲကြီးွာချတဲ့ညမှာပဲအယသမားကုံမောင်ဆွေချောင်းပြည့်စည်ဆုံးရှုံးသွားခဲ့ရတာပေါ့အပြိုကြီးဖြစ်တာနဲ့အတူတကိုးတဲ့သမားဖြစ်နေရကြောင်းမတ်ဆန္ဒဟာအခုလိုအင်အားကြီးရဲ့ယောက်ျားသားတွေရဲ့အင်အားကိုတော့မရှင်နိုင်ခဲ့ပါဘူးအဲအကြောင်းမတ်ဆန္ဒဟာတို့မရဲ့အိမ်နဲ့အနှဲငယ်သာဝေးတဲ့အတော်ပြသူဒေါ်ပူမရဲ့အိမ်ကို ထွက်လာခဲ့တာပေါ့ လမ်းမကိုရောက်တဲ့အခါမှာတော့ဦးမြင့်စွေဟာသူ့ရဲ့တငယ်ချင်းအပေါင်းအဖော်တွေနဲ့အတူအရက်ဒေသတွေကိုတောက်စားရင်းလမ်းလျှောက်လာနေတဲ့မန်ဆန်တာကိုမြင်သွားခဲ့ပါတော့တယ်။ထိုအခါမှာတော့ကိုမြင့်စွေဟာငါကောင်တွေရဲ့တကူတဲ့အပြိုကြီးတွေဆိုတာအရန်စားလို့ကောင်တွေအတီးတမျိုးပဲကွာ။မင်းတို့အဲ့လိုအတီးမျိုးကိုစားဘူးကြလား။ငါတော့စားဘူးတော်ပြီကွာဟဲဟဲချိုးပြီးတော့အီးနေရပါပဲ။ မဆန္ဒကိုရည်သက်တဲ့နေစောင်းမြောင်ပြောနေတဲ့ကိုမြင့်စွေကိုတော့မဆန္ဒဟာနည်းနည်းလေးမှမကြေနပ်ခဲ့ဘူးဗျ။ဒါပေမဲ့လေအင်းအားချင်းမမျှတာကြောင့်ကြာကသမ ्या အရာအားလုံးကိုခေါင်းငုံပြီးတော့သာ နေခဲ့လိုက်ရပါတော့တယ်။အတော်ဖြစ်သူဒေါ်ပူမရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့အတော်ဖြစ်သူရဲ့ခင်မုန်းဖြစ်သူဦးစိန်မောင်နဲ့တွေ့ဆုံခဲ့ပါတယ်။အော်တူမလေးဆန္ဒဘာကိစ္စရှိလို့လဲခွေ။ထွေထွေထွတ်ထွတ်တော့မရှိပါဘူးလေ။အတော်ဖို့ရောဖဲသွားလေ။အော်တူမလေးရဲ့အတော်လား။ ဘုံကြီးကျောင်းကိုသွားတယ်ကွ။အလုပ်ကိစ္စနဲ့ရှုပ်နေလေရဲ့။အော်ဟုတ်ကဲ့ဦးလေး။ဒါဆိုတမီဘုံကြီးကျောင်းကိုလိုက်သွားလိုက်မယ်နော်။ဒါပြီးလို့ဆိုပြီးတော့မန်ဆန်တာဟာအတော်ရှိရာဘုံကြီးကျောင်းကိုလိုက်သွားခဲ့ပါတော့တယ်။ဘုံကြီးကျောင်းကိုရောက်တဲ့အခါမှာတော့မန်ဆန်တာလေးအတော်ဖြစ်သူနဲ့တွေ့ဆုံပြီးဖြစ်ကျောင်းကုံစင်ကိုပြောပြလိုက်တာပေါ့။အဲဒီနောက်မှာတော့မန်ဆန်တာဟာအတော်ဖြစ်သူရဲ့အိမ်မှာပဲအေဗီယာဇေးလို့ဆိုကအဲ့ခွင့်တောင်းလိုက်တယ်ဗျ။ဒီလိုနဲ့မဆန်တာလေအတော်ဖြစ်သူရဲ့အိမ်မှာပဲညအိမ်လိုက်ပါတော့တယ်။ အရိနာကအတော်ဖြစ်သူဟာဖျားပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ပုံကြီးကြောင်းပါပဲညာရီနေခဲ့လိုက်တာပေါ့မဆန္ဒလေးအတော်ဖြစ်သူရဲ့အိမ်မှာအိပ်ရတာဖြစ်တာကြောင့်လုံခြုံမှုရှိတယ်လို့ခံစားရပြီးစိတ်ချလက်ချနဲ့ကောင်းချအိပ်လိုက်ပါတော့တယ်အရိညာမှာပဲအတော်ဖြစ်သူဒေါ်ပွမရဲ့ခင်မဖြစ်သူဦးစိန်ငွေဟာမဆန္ဒရဲ့အိပ်ရတွေကိုဝင်လာခဲ့ပြန်နေပြဦးလေးဘာလို့ကျမရဲ့ခန်းထဲဝင်လာလဲကျေးဇူးပြုပြီးဖတ်သွားပြီပါတောင်းမှန်ပါတယ်တူမာလေးရဲ့ဦးလေးလေး တူမလေးရဲ့အတော်နဲ့အရေရွန်းတူးနေရတာကြာတော့ညင်းဝေးလာပြီဦးလေးရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးပါတော့တူမလေးဦးစိန်ငွေဟာအဲဒီလိုဆိုပြီးတော့မဆန္ဒအလိုမတူပဲအတင်းအဓမ္မစော်ကရုံးမှလိုက်ပြန်လာတော့တယ်ကြာကြီးကြောက်လို့စင်ကြီးကိုစင်ကြီးချားတဲ့ဆိုဆိုလိုမဆန္ဒရဲ့အဖြစ်အားလေးထုတ်ခဲ့တော့ပင် ဖြစ်နေခဲ့ရတော့တယ်ဗျာဒီလိုနဲ့မဆန္ဒဟာတူမရဲ့အရာတွေမှာပဲဝမ်းနဲ့ပတ်လက်ဖြစ်ခါငိုကြွေးနေခဲ့ရပါတော့တယ် နောက်ဆုံးမှာတော့မတ်ဆန်နာဟာလောကကြီးကိုစိတ်ကုံသွားပြီးတော့သဒ္ဒနာပေါင်းလင်းမှာပဲအပိဓာန်နေထိုင်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တာပေါ့အဲအကြောင်းရွာတိတ်ကဖုန်ကြီးကြောင်းကိုထွက်လာခဲ့ပြီးဖုန်ကြီးကြောင်းကိုရောက်တဲ့အခါမှာတော့မတ်ဆန်နာဟာဆရာတော်ဦးနန္ဒာရဲ့ရှိမှာဒူးထောက်လိုက်ပြီးချစ်ကိုဥညွန်လိုက်ပါတော့တယ်တခါမှလေမတ်ဆန်နာဘာများရှောက်တယ်ဆရာရှိလို့လဲကွ်ဘာဖုန်ကြီးကိုမိတ်ပါဦးတင်မဖျားတပည့်တော်မှသာသနာပေါင်းလင်းမှာအပိဓာန်နေဖို့အတွက်ဆုံးဖြတ်လာခဲ့ရပါ ဲ့ဒါကြောင့်တပည့်တော်မောင်သင်ငန်းစီပေးပြီးသီလရှင်ဖြစ်ခွင့်လေးပြီးတော်မူပါရှင်ဗျာဒုက္ခမှာတော့ဆရာတော်ဥနန္ဒာလေးမဆန္ဒရဲ့ဆန္ဒအတိုင်းပဲလူဝဲလဲပေးလိုက်ပြီးတော့သီလရှင်ဖြစ်ကိုပြောင်းလဲပေးလိုက်ပါတော့တယ်မဆန္ဒတရားသီလရှင်ဖြစ်သွားတဲ့အခါမှာတော့အတော်ဖြစ်သူဒေါ်ပူမဟာကျောင်းဝန်းထဲကိုကြောက်လာပြီးဆရာလေးတပည့်တော်မောင်ရဲ့ခင်မွန်ဖြစ်သူအတွက်တပည့်တော်အားပဲတောင်းပန်ပါတယ်ဒီအတွက်လည်းအလွန်စိတ်မကောင်းဖြစ်မိပါရဲ့ဆရာလေးရပါရဲ့တကမာလေးဆရာလေးအပြစ်မမြင်ပါဘူး ဆရာလေးရဲ့ရှေးဘဝဝိကျွေးလို့ပဲတတ်မှတ်ရမှာပေါ့စိတ်ထဲကိုထားမနေပါနဲ့နော်အချင်းရတော့ကြောင်းစကားပြောပြီးရဲ့အခါမှာတော့ဒေါ်ဘူးမလေးအိမ်ကိုပြန်သွားခဲ့ပါတော့ရီဆရာလေးကလည်းကျောင်းမှာရှိတဲ့ဝေယဝစ္စာတွေကိုနေစဉ်ပြုလို့ရင်းအေးချမ်းစွာနေပြီးဘဝကိုဖြတ်တန်းနေထိုင်နေခဲ့တာပေါ့ ။တနေ့မှာတော့ဆရာလေးဟာဆရာတော်ကြီးစွမ်းဖုံးပေးဖို့အတွက်စွမ်းခဲဝေတွေကိုချက်ပြုတ်နေခဲ့ပါတော့တယ်။နေ့လယ်၁၂နာရီကိုထိုးခါနေတဲ့အချိန်ထိကျောင်းတန်းဆရာတော်ကြီးဟာစွမ်းဖုံးပေးဖို့အတွက်ရောက်မလာခဲ့တာကြောင့်ဆရာလေးလည်းအချိန်ကျော်သွားမှကိုစိုးရိမ်လာကြောင်းဆရာတော်ရဲ့အခန်းအကားကိုဖွင့်လှန်လိုက်ပြီးအထဲကိုဝင်လာခဲ့လိုက်ပါတော့တယ်။ကြတော့ဦးနန္ဒာကတော့သူ့ရဲ့အခန်းလေးထဲမှာပဲအိတ်ဆက်နေကြတာပေါ့အရှင်ပြတပည့်တော်မှာအရှင်ပြအတွက်စွန့်ခဲဖွယ်တွေပြင်ဆင်ပြီးပါပြီ အချိန်ကျော်သွားလိမ့်မယ်ဗျာဖုံးပေးလိုက်ပါဦးထိုစင်မှာပဲဦးစင်ဦးနန္ဒာဟာဘာမှပြောမနေတော့ပဲဆရာလေးရဲ့လက်ကို အတင်းအဓမ္မလှမ်းဆွဲလိုက်ပါတော့ရေဟမ်ဦးစင်ဘာလုပ်တာလဲလွတ်ပါဖျားရဲ့ตาတော့ဖြစ်နေပြီဘလို့ရီပြုတ်မှုနေရလဲအဲလိုဆိုပြီးတော့ဆရာလေးဟာဦးစင်ဦးနန္ဒာကိုတွန်းချလိုက်တာပေါ့ဒီခါမှာတော့ဦးစင်ဟာထိခိုက်နာကျင်သွားတာနဲ့အတူအရှက်ရသွားခဲ့ရာကြောင့်ဆရာလေးကိုအမျက်ဒေါသထွက်သွားခဲ့ပါတော့ရေ အဲဒါကြောင့်ဦးစင်းဟာအခန်းတကားကိုပိတ်လိုက်ပြီးလေပင်ကိုညှစ်ကာနှင်းဆဲပြီးတော့မဆန္ဒကိုတပ်ပစ်လိုက်ပါတော့တယ်။ဆရာလေးပြန်လုံတော်မူသွားတဲ့အခါမှာတော့ဦးစင်းဟာဒီကိစ္စတွေကိုဖုံးကွယ်ဖို့အတွက်စူးစမ်းလိုက်တာပေါ့။ပြန်လုံတော်မူသွားတဲ့ဆရာလေးရဲ့အလောက်ကိုကျောင်းရဲ့နောက်ဖေးမှာပဲဘသူမှမသိအောင်မြေမြုပ်ထားလိုက်ပါတော့တယ်။တေဆုံသွားတဲ့အဖျိုးကြီးမဆန္ဒဟာအမုံတရားတွေနဲ့တေဆုံခဲ့ရတာကြောင့်နတ်ဆိုးတကောင်ရဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ပြန်နေပြ။နောက်ပြီးသူမရဲ့အပေါ်မှာရက်ဆက်ရုံ